မင်္ဂလာပါခင်ဗျာဒါတော့မိတ္တနီရဲ့အစပေါ့နော်ကျွန်တော်ဆိုင်ခွန်မာရီဆိုင်ဖွင့်တဲ့အချိန်မှာပစ္စည်းလေးတွေကိုတန်ရှင်းရေးလုပ်ရပါတယ်တန်ရှင်းရေးလုပ်ပြီးရတယ်သူ့နေရာနဲ့ဒီပစ္စည်းလေးတွေကိုနေသားတစ်ချပ်ဖြစ်အောင်ထားရပါတယ်ခင်ဗျာပစ္စည်းလေးတွေနေသားတစ်ချပ်ဖြစ်အောင်ထားပြီးပြီဆိုရင်တော့ကျွန်တော်တို့ဘယ်ပြုအသွင်းနဲ့လမ်းညောင်းကိုဆက်ပြီးတော့သွားတာပေါ့နော်ဒါလေးကတော့နေ့စဉ်နေ့တိုင်းအလုံး ်၄၀ကျော်အနည်း၆၀ကျော်အထိတွင်းနေတဲ့ဆက်ကလေးတွေပါခင်ဗျ။အာပြီးပြီဆိုလို့ရှိရင်အာတွင်းစရာရှိရာတွင်းထုတ်စရာရှိရာထုတ်။ပိုးရီအပြန့်ချိတ်ပြီးပြီဆိုတော့ဒါတနေ့တော့အာတွင်းတဲ့လုပ်ငန်းကိုစတင်ပြီပေါ့နော်။အာပြီးရင်ပေါ်ရမှာထားတဲ့အိုးလေးတွေကိုဆင်းရဲလို့ထုတ်ပေးဖို့လုပ်ကြရပါတယ်ခင်ဗျ။ ဒီအိုးလေးတွေခုတ်ကေလေးတွေဒီဘက်မှာပုံထားတဲ့ခုတ်ကေလေးတွေကတော့ကားပါတုံးလို့အင်ဂျင်နီမိဆက်တွေပါတုံးလို့ရတဲ့အိုးလေးတွေပေါ့နော်။ဒါလေးတွေကိုတော့ကျွန်တော်တစ္ဆာတန်ရှင်းလုပ်ပြပြီဆိုလို့ရှိရင်စကန်အိုးစီမရှိတဲ့ဇင်းတို့တစ်ခုနဲ့ကားနဲ့အင်ဂျင်နီမှာတက်ပေးမှာပါခင်ဗျ။တုံးဖို့အတွက်ရောင်းပေးမှာပေါ့နော်။အေးမေ ဒါလေးတွေကတော့20 ampere အိုးလေးတွေပါဒီ20 ampere အိုးလေးတွေကလည်း wifi မီးကြောင်းလေးတွေတခြားသုံးညင်တဲ့လူတွေ solar 40 50 watt ကလေးတွေနဲ့တခြားတွဲသုံးရင်ရေရှည်သုံးလို့ရတဲ့အိုးလေးတွေပေါ့နော်အမျိုးလေးတွေလည်းကျွန်တော်ရောင်းပေးပါတယ်เนาะဒါလေးတွေလည်းဆိုတော့ ကားရောပေါ့နော်ကားလာတက်တဲ့အခါမှာကားဘေးမှာအကာလေးတွေဒီဟာလေးတွေကဘလို့အသုံးဝင်လဲဆိုတော့အင်ဂျင်ခန်းထဲမှာပေါ့နော်အင်ဂျင်ခန်းထဲမှာအရန်ပူတဲ့အခါကျတော့ဘက်ထရီအပူရှင်နဲ့အင်ဂျင်ခန်းအပူရှင်နဲ့ထိန်းပေးတဲ့အိုးလေးပေါ့ဒီဟာလေးကိုတက်လိုက်တဲ့အတွက်ဒီကာဘာလေးကိုတက်လိုက်တဲ့အတွက်ဘက်ထရီတက်တန်ပူရှိတာမျိုးတွေလည်းလက်တွေ့ကြုံရပါတယ်ခင်ဗျာလေးရမှာဟုတ်တော့